ခြေထွေးရွှေနှင်းချင်းရိုက်တော့မှာဆိုလေအဲ့မှာရွှေနှင်းချင်းရုပ်ထုရှိရတယ်ခြေထူးဟိုတက်တက်ကမှာအဲ့ဒီရုပ်ထုကိုသွားဖူးရတာပေါ့နော်ကိုကဒီကာရိုက်တာကိုစီးမျိုးအောင်မှာဆိုသွားဖူးတဲ့ချိန်မှာဆိုလေကရော့လိုက်ထဲကလေဟိုဟိုလိုမျိုးဝင်လာနေပါတယ်မဟုတ်ဘူးနော်စစ်သိန်းတွေထောက်ပြီးတော့လေ အရင်ဝမ်းနေဝါတာဝမ်းနေပြီးတော့မြေကြီးတွေကြာတာပေါ့နော်ဘာမှပူကတ်တာမျိုးမဟုတ်ဘဲနဲ့လေရင်ထဲမှာခန်းစားချက်တစ်ခုတော့မရလိုက်တယ်အိတ်ကားကလည်းရာဇဝင်လောကမှာတော်တော်လေးမှတ်တိုင်ထူခဲ့တဲ့ရာဇဝင်ကားကိုနှစ်သက်တဲ့သူတိုင်းကတော့တိတာပေါ့နော်ဒီကားလေးမကဘာမှမရွေးရွေးချွဲပိုင်ခင်မရှိတော့ပဲနဲ့ရာဇဝင်ကားတွေကကိုရွေးချွဲသွားတာပေါ့ ော့ပြန်ရိုက်တာမကြာသေးဘောเนาะမကြာသေးဘူးဆိုတော့အဲ့လိုပဲအခုဇလန်းတွဲတွေဗီဒီယိုဇလန်းတွေကိုစီလာသမျှအနုပညာမှန်သမျှတို့တော့မအကုန်လုံးလက်ခံပြီးတော့ရိုက်ကူးနေရပေါ့เนาะအခုဒီကားလေးရိုက်ဖြစ်တာတော့ တရားမင်းကြီးပေါ့နော်တရားမင်းကြီးကကြာတော့မတို့ခုရာဆွေခစ်ကာလာတဲ့ဟိုကဒိုက်တာဦးမင်းတီဟာကြီးနဲ့ဆိုတာသူတို့ဆရာတပည့်လေကိုညီကူမောင်မကြီးဖြစ်နေတော့သူတို့ဒီအချိန်မှာသူအလုပ်လုပ်ပြီးဆိုအခုခစ်ကာလာကလည်းတည်တဲ့အတိုင်းပဲလေငွေရေးချေးရအစအကုန်လုံးအစင်ပြောင်းသူလုံးဝအစောမာကြီးဟိုမောင်လေးတို့ကပေါ့နော်ဒီကားလေးကိုလှုပ်ချင်နေဆိုကိုကကိုမညီကူမောင်မကြီးဖြစ်တဲ့အတွက်ကြောင့်တုံတန်ရုံသူတို့ငွေစကားတွေပိုင်းတိတ်အများကြီးမပြောသူတို့လိုအပ်တာလေးကိုကဖြည့်ဆည်းပေးချင်တဲ့စိတ်ကလေးနဲ့ရိုက်ခဲ့တာပါဒီကားလေး ။အော်မေတ္တိယမင်းရတဲ့ဘုရားသူကမိညက်တားပေါက်တယ်လို့လာပြောဒီကားထဲမှာတော့မကဟောပေါ့အာအဲ့ဒီမပါနဲ့ဒီသေဥဆောင်လေးတွေရဲ့အမေပဲပေါ့နော်အမေပေါ့ဒီကားလေးကခြားတော့ဝက်ဘဝဖြစ်အကျွေးဆက်သူပေါ့စကားလေးကပညာဘေးလေးပေါ့နော်ဒီလူတယောက်ဟာအကျွေးဆိုတာယူကျင်တိုင်းယူလို့ပြီးရင်ပေါ့နော်ဒီကိုယ့်ရဲ့ပြန်ဆက်တဲ့အခါမှာဆက်ရတယ်မဆက်ရင်တော့ဘဝတန်တဲ့အထိ ပါတယ်ဆိုတဲ့ပညာပေးလေးကိုသူတို့ကပြောချင်တာပေါ့ပြောချင်အိတ်ကားလေးမှာမကဓမ္မကိုရဲ့အမေနေရာလေးကနေပြီးတော့ပေါင်ဝင်သေုပ်ဆောင်လာတာပါအမေကဘုရားတူပါလားမိကြီးကလေးတားပေါက်ကြီးတွေပေါက်ကြီးတွေတားပေါက်အဲ့ဝက်တားပေါက်ကြီးကိုရောင်းလိုက်လို့ရှိရင်တမိတို့ရဲ့ပတ်တံပြေးလို့ရတယ်အဲ့ဝက်တားပေါက်ကိုရောင်းလိုက်တမိတို့ကပတ်တံပြေးလို့ရတယ်အခုချိန်မှာတော့လေငယ်တော့ကရိုက်ရတဲ့အမှုပညာနဲ့ဒီသက်ဒီရွယ်ရောက်မှရိုက်ရတဲ့အမှုပညာမှာ တန်မိုးချအရန်กว่าပါတယ်အဲ့တန်မိုးကဘာလဲဆိုတော့ငယ်တော့ကတော့လေဒီနုပညာရဲ့တန်မိုးသိနာမလဲပေါ့နော်ဟိုအရန်လဲဟိုရိုက်ရတာဟိုဆက်နေရလေတကားပြီးတကားတကားပြီးတကားဒါပြီးတချင်းဆိုချင်းဆိုပြန်လာပြန်ရိုက်အအထုတ်ဆိုတာလေဟိုဒီအထုတ်ကိုချဟိုထုတ်ကိုဆွဲဟိုထုတ်အဲ့လိုတွေဆိုတော့လေလူကလေဟိုငွေ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 ဆိုတာမျိုးကအရန်များနေတော့ဖြစ်နေတော့လေအဲ့ဒီအနုပညာတန်မိုးသိနာမလဲအသက်ကြီးလာတဲ့အခါမှာပြန်ကံပိုက်နေလေပြန်ဝင်တဲ့အခါမှာကျတော့ နည်းနည်းခတ်တယ်နည်းနည်းခတ်တယ်ခတ်တော့အဲ့ဒီနုပညာပိုတန်မှုရှိတယ်ဒါကြောင့်မလို့မကုနာပြောသလိုဘလို့နီးလေးလေးပဲလာလာမဆီကိုလာတဲ့အနုပညာမှန်သမျှမှတန်မှုထားတယ်အဲ့ဒါကြားကလေကိုယ့်ချစ်တဲ့ပရိသတ်တွေပဲကွာကျေးဇူးတင်တာပေါ့နော်ကိုယ့်ရာဇဝင်ကောင်းတဲ့အများရိုက်ခဲ့တာဟုတ်ကွာပေါ့တော်တော်လေးများရလေဟုတ်ရာချီရလေရာချီရဆိုတော့အဲ့ဒီကားလေးမှာသူတို့ကကိုယ့်ရဲ့ဒီ character လေးသူတို့ကရမ်းချိုက်ခဲ့တာကိုကိုကကျတော့တနာစရာကောင်းတဲ့ character လေးကြီးများတော့ဟို တုံတန်ကရက်တာမှလည်းလူကလေတနာစရာကောင်းရင်သူတို့ရင်ထဲပိုရောက်တယ်လေအဲ့တော့သူတို့ရင်ထဲမှာအဲ့လိုနေရရှိခဲ့တဲ့ဝါမင်းမောင်အခုချိန်နေသူတို့ကရှင်သန်နေတော့မယ်အဲ့ဒီအချိန်မှာကိုကအခုချိန်မှာပြန်လဲဝင်ရောက်လာဆိုတော့သူတို့ကလည်းကိုကလည်း come back လုပ်တယ်သူတို့ကလည်း welcome လုပ်တယ်ဆိုတော့လေဟိုနှလုံးသားချင်းစိတ်ခံစားချင်းချင်းထတ်တူကြတော့လေအရန်ပြောကောင်းပါတယ်ဒါကြောင့်အခုချိန်ဒီချစ်ပေးနေတဲ့ပြိတ္တတူတယောက်စီတန်းကိုလည်းအရန်ကျေးဇူးတင်တယ် အရင်တော့တဲ့အခုအချိန်မှာလူပညာပို့တမှုထားသလိုအရင်တော့တဲ့အခုအချိန်မှာပို့ပြီးတော့ကိုယ့်ရဲ့ပရိသတ်ကိုပို့တမှုထားပါတယ်ကို့ရာဇဝင်ကားတွေကရွေးချယ်လိုက်တာအဲ့လိုမျိုးပထမတော့ကတော့မကဟိုအဲ့တော့မှ10တန်းပေါ့10တန်းတက်နေပြီကိုကအရှင်းပြောရရင်အနုပညာဆိုတာသိဝါဒနာမပါအောင်မေယဝါဒနာပါတာဝါဒနာပါတော့မေယသူကသူ့ရဲ့ဒီဟိုဆက်ဆက်မှုတွေနဲ့သူကကိုယ်ဒီ line နဲ့ဝင်သွင်းတော့ကိုကငိုပါငိုရတယ်မလုပ်ချင်လို့ဒါမဲ့ကိုယ့်ရဲ့အကျင့်ကိုယ့်ရဲ့ဗီဇာက အရာတစ်ခုကိုရောက်သွားပြီဆိုတော့ကိုကစူးစမ်းမယ်ဆိုတဲ့စိတ်ကရှိတယ်။ကြောင်ကပါဥခင်ဆိုင်ရအဲ့ဒီဟိုပါပေါ့ဒီသူကဒိုင်တာဥမင်းတရားနဲ့ဆက်ဆက်မိပြီးတော့မောင်ကိုရာဇဝင်ကောင်းကိုသူဆပြီးတော့ခေါ်လိုက်တာခေါ်ပြီးတော့စာချုပ်ကိုသူကလေအဲ့လိုတော်တော်များတယ်ချုပ်တယ်ဒါရာချင်းချုပ်လိုက်တာပေါ့ချုပ်လိုက်တော့အဲ့ချိန်မှာခုနပြောသလိုပဲမက ဘာမှမရွေးရေးချွဲပိုင်းကင်းမရှိတော့ပဲနဲ့ရာဇဝင်ကားတွေကကိုရွေးချယ်သွားတာပေါ့ကျိတ်တိရွှေရွှေနှန်းကျင်ဆိုရဲဒါဝဝမိမောင်ကိုပြိသက်တွေအများကြီးချစ်တဲ့ထဲမှာတကားပါခဲ့တာပဲလေအရန်ဘူးလို့ကောင်းမလဲအဲ့တော့ကျိတ်တိယူမာလေ တွားရိုက်ကြတာအရင်ပြုတ်ကောင်းတယ်အိမ်မှာပဲအိတ်ကြအိမ်မှာပဲစားကြညဆိုလဲအိမ်မှာပဲအိမ်ဟိုဟိုကြောင်းကြီးတစ်ခုမှာတဲပြီးတော့လေလက်ရည်ပင်နေပေါ့နော်အရင်လဲရင်းနှီးမှုတွေရှိတယ်တအားလဲပြောဖို့ကောင်းတယ်ပြီးတော့ရာဇဝင်ရဲ့တမိုင်းကြောင်းတွေကလည်းတက်သိန်းထရတယ်လေအဲ့ရာဇဝင်တမိုင်းကြောင်းတွေအဲ့ဆိုမဆိုလေအဲ့ကျဲကျွေးရွှေနေချင်းရိုက်တော့မှာဆိုလေအဲ့မှာရွှေနေချင်းရုပ်တုရှိရတယ်ကျဲတူဟိုတက်တကမှာအဲ့ဒီရုပ်တုကိုသွားဖူးရပါပေါ့နော်ကိုကဒီကရိုက်တာကိုစီးမျိုးအောင်မှာဆိုသွားဖူးတဲ့ချိန်မှာဆိုလေ ကရော့လိုက်ထဲကလေဟိုဟိုမျိုးဝင်လာတယ်ဗါမဟုတ်ဘူးเนาะစစ်သိန်းနေထားပြီးတော့လေအရင်ဝမ်းနေဝတာဝမ်းနေပြီးတော့မြေကြီးတွေကြာတာပေါ့เนาะဘာမှပုကတ်တာမျိုးမဟုတ်ဖဲနဲ့လေရင်ထဲမှာခန်းစားချက်တခုတော့မရလိုက်တယ်ရတဲ့ကမာမတိတ်တိတ်ချာချာစူးစားခဲ့တယ်ရကူအိတ်ကားကလည်းဒီအရှင်းပြောရရင် ရာဇဝင်လောကမှာတော်တော်လေးမှတ်တိုင်ထူခဲ့တဲ့ကားပဲစိတ်တူးရွှေနှန်းကျေဆိုတဲ့ကားကရာဇဝင်ကားကိုနှစ်တက်တဲ့ဒူတိုင်ကတော့တိတာပေါ့เนาะဒီကားလေးကို အခုချိန်မှလာတဲ့အမှုပညာမအတွက်တန်မှုအရှိဆုံးပဲခုခေတ်ကလာနော်အမှုပညာရရလည်းအရန်တန်မှုရှိတယ်ငွေရေးချေးရရလည်းတန်မှုအရန်ရှိတယ်ပရိသတ်ကလည်းအရန်တန်မှုရှိတယ်ဒါကြောင့်မလို့အမှုပညာငွေပရိသတ်ဒီသုံးခုလုံးဟာမအတွက်အခုချိန်မှာဘာနဲ့မှလဲလေယူလို့မရတဲ့တန်မှုရှိဆုံးအရာများဖြစ်တဲ့အတွက်ကြောင့်လာတဲ့အမှုပညာရဲ့အားလုံးကိုရင်ထဲတဲ့ရအထီရောက်ဆုံးစူးစမ်းပါမယ်လို့ပရိသတ်တွေကလည်း အတိမတ်ပြုပေးပါအားပေးပါလို့မှပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ